နယ်လျင်ကြောင်းတိမ်ကြောင်းရောလှေကောင်းရောဇေဒီရောဆယ်ပေကျော်ကျော်15ပေလောက်ရွေ့သွားတဲ့ကြောင်းကိုရောက်ရှိနေရဖြစ်ပါတယ်ကျွန်တော်အခုတက်သွားတဲ့လှေကားနဲ့တက်တက်မှာတောင်ပေါ်တက်တဲ့လှေကားရှိတယ်ပေါ့နော်အခုတော့လှေကားရှိရမယ့်နေရာမှာတိမ်ကြောင်းကြီးရောက်နေတယ်တိမ်ကြောင်းကလည်းတောင်ဘက်ကနေမြောက်ဘက်ကိုဆယ်ပေကျော်ကျော်15ပေနီးပါးလောက်ရွေ့လာတယ်အရင်ရှိနေတဲ့လှေကားကလည်းမြောက်ဘက်ကို စာရေးပေကြော်ကြော်55ပြည်နီးပါတော့ရွေ့သွားတယ်ဗောနော်အဲ့တော့တောင်ပေါ်မှာရှိတဲ့ဇေဒီကလည်းစေပေကြော်ကြော်လောက်ရွေ့သွားတယ်လို့သိရှိရပါတယ်ဗျာနော်တိန်ချောင်းနေဇေဒီတွေလှေကားတွေရွေ့သွားတယ်လို့ပြောတာထက်ငလင်ချောမီလို့မြေပြင်ကြီးဗောနော်ဒီဒီကိုင်းကြီးတခုလုံးဗောနော်စေပေကြော်ကြော်လောက်ရွေ့သွားတယ်လို့ပြောရင်ပို့ပြီးတော့မှန်မယ်ထင်ပါတယ်ဗျာနော်အကျွန်တော်ပြောရလေလွဲသွားနေတောင်ပေါ်မှာလေဒါကျွန်တော်ဒီနေရာမှာရှိတဲ့ဖုန်းချောင်းလေးတွေကိုလာလှူရင်းနဲ့ဒါကျွန်တော်ရဲ့ follower subscriber လေးကြည့်ရှုလို့ရအောင်ကျွန်တော်တွေ့တာလေးကိုရိုက်ပြတာဖြစ်ပါတယ်အဲ့ဒီလေကားရဒီတဲ့တဲ့လားဒီတဲ့ကျရွေ့လာခဲ့တာဟုတ်ပါတယ် အဲ့ဒါဆိုဦးဇင်အရင်တော့ဒီလေကားနဲ့ဟိုဟာလေကားနဲ့တက်တက်ပေါ့နော်တက်တက်ဗျာဟောဒီဒီတိုင်းတက်တက်ပုံမှာဟိုဘက်ဟိုဘက်ပါသွားပေါ့နော်နောက်ဘက်ကိုရွေ့သွားကြီးရှုနေတဲ့သူတွေအားလုံးကြားတဲ့အတိုင်းပါရဲ့ဗျာနော်လေကားကြီးရောအပေါ်မှာရှိတဲ့ဈေးဒီဒီအုတ်ခုံကြီးရောပေါ့နော်အဲ့တော့ဒီတိမ်ညောင်းကြီးရောကျွန်တော်ရှိမှပြောသလိုပါပဲဒီကုန်းမြေပြင်ကြီးတစ်ခုလုံးပေါ့နော်ညောက်ဘက်ကို7.15ပြည်နီးပါးလောက်ရွေ့ပါသွားတာဖြစ်ပါတယ်အဲ့တော့တခြားចောင်းဆောင်တွေရွေ့တာလည်းရှိပါတယ်ကျွန်တော်ဆက်ရိုက်ပြပါမယ် တိမ်ချောင်းကြီးကဘယ်လောက်တောင်နေရာရွေ့သွားလဲဆိုတာတစ်ချက်ကြည့်ကြည့်ပါအောင်ဗျာနော်ဒီနေရာမှာအသက်ဆုံးရှုံးသွားတဲ့တခါတူးပေါ့နော်လူတူးရှိတယ်လို့လည်းသိရှိရပါတယ်ဗျာနော်အဲ့မှာဒီတိမ်နမိတ်သတ်မှတ်ထားတဲ့ဒီတန်ရတန်ရပေါ့နော်အရင်တော့ကတိမ်ချောင်းရဲ့တစမိတ်နဲ့တန်းတန်းပေါ့နော်အဲ့နေရာကနမိတ်အဆုံးလို့ပြောလို့ရတယ်ဗျာအဲ့နေရာကနေပြီးတော့ဒီဘက်ထီကိုចောင်းဆောင်ကြီးကတော်တော်ရွေ့လာတာဖြစ်ပါတယ်တိုင်နာလေးကနေပြီးတော့ဒီဘက်ကိုရွေ့သွားပါတော့နော်အဲ့ဒီမြောက်ကိုရွေ့သွားတာဟုတ်ပါတယ်ဒီကောင်းတော့အကောင်းအမီးလေး ါဒါကဘုံမပြပါဘောနော်ဒါတိမ်တိမ်နမိတ်သမတ်တဲ့တိမ်နမိတ်ဒီနမိတ်နမိတ်တိုင်းနဲ့တိုင်းဟောဒီဒီတိုင်းနားမှာဘောနော်ဟိုခုနအဆောက်တိမ်တိမ်တိုင်းနားမှာအေးဒီဘက်ကိုရွေ့သွားနော်အဲ့ညောက်ကိုရွေ့ပါဟုတ်ကဲ့ ောင်းပေါ်မှာလည်းကြောင်းနေရှိသေးတယ်ပေါ့နော်အဲ့တော့အပေါ်ကိုဆက်ပြီးတော့တက်ကြည့်ပါမယ်ကျွန်တော်ခုတက်တော်တဲ့လှေကားရက်လည်းမူလနေရာနေပြီးတော့မြောက်ဖက်ကို10ပြီးတော့15မိနစ်ပါတော့ရွှေ့သွားတာဖြစ်ပါတယ်အဲ့တော့ဒီလှေကားနဲ့တန်းနဲ့အပေါ်မှာရှိတဲ့ဇေဒီတွေဘာတွေရောဒါပြိုသွားတာမဟုတ်ဘဲနဲ့နေရာရွှေ့သွားတယ်လို့သိရှိရပါတယ်ဗျာနော်ကျွန်တော်ဆက်ပြီးတော့ရိုက်ပြပေးပါမယ်မင်းဝန်တီမင်းဝန်တီတီပေါ့နော်ဒီတောင်ပေါ်ဆက်တက်အောင်ပေါ့နော်ဗျဟုတ်တယ်ဟုတ်တယ်ဒီဒီဆရာနောက်ကပါဒီမှာဗျာတပြိုထဲမှာလေအတပြိုဗီဒီယိုလေးကွန်မန့်အောင်ပါပေါ့နော်မန်ထားလေးဟိုမျောတိုင်းနေပါရောရှိပြီးသားပေါ့နော်ဒီကျောင်းဆောင်လေးဆောက်လို့ပြတော့အမိုးအကာလေးလိုအပ်နေတယ်ပြောလို့ပြောလို့ ကြံကင်းကြံကင်းပေါ့နော်ဗျာဒီမှာဒီတော့ live ကြည့်ပြီးတော့လူတန်းပေးဖို့ပါဗျာခொနဲ့သားသမီးအလူငွေလေးနဲ့ပေါ့နော်ဗျာဒီပေါ်ဆက်တက်အောင်ပါပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဒီဒီကနေဦးစင်းတို့တကယ်တမ်းစုပေါင်းဒီစကိုင်းပြည့်ရှိကျော်ကစာရီလည်းဖတ်ပြီးတော့ပါမိုင်300ကျော်ရှိရယ်လေ384မုတ်တမကိုအထိရောက်တယ်တမဗျာဦးစင်းတို့ဒီကပြည့်ရှိသွားတော့ဘယ်ထိရောက်မလို့ဆိုစကိုင်းမြို့တဲ့အနေနဲ့ပြောမယ်ဆိုစကိုင်းသရာအထိတော့လျှောက်ဒီဒီကျော်ကြီးရလေဒီသိင်းကြီးကျော်လည်းဒါပေ20 30ကျောင်းအဆောက်အဦတခုလုံးကတခုလုံးကြီးပေး ဒီဘက်ဆယ်ပြီးတော့ရေးဖို့ဆိုတော့မလွယ်ဘူးလေနော်ကျမပြအရင်တော့ကကြတော့ဖုံဖုံတို့ဒီတောင်ပေါ်ကနေဆင်းရင်ဒီလေကားကဟိုအောက်ကဟိုဒဟက်ဥစဉ်ရောက်တော့ဒဒန်းနဲ့ပေါ့နော်ဒဒန်းနဲ့ဟိုဒီဘက်ရွေသွားအဲ့ဒါနဲ့တင်တိတာသွားလေနော်ဖုံဖုံတို့တော့အကုန်လုံးဘေးကင်းတယ်မလားဗျာဘေးတော့ကျူကတော့ဘေးကင်းတယ်ဟောဒီမပြဒီမပြဘေးကင်းတာပဲဝင်းတာမဟုတ်ဗျာတော့လူတယောက်ဆုံးနေဗျာဟောဒီမကျူကဟိုပြုတ်တဲ့ချိန်မှာအေးဗျာဒီပုံမှာဖုံးဒီတင်ရဲမှာဖုံးကြီးနေဆိုဖုံးကြီးနေကူလို့ဆိုသူပြေးတက်လာအဲ့ချိန်တင်ရဲဒီဘက်ရွှေ့လာဆိုတော့သူအဲ့ပြိုကြတော့အုတ်ချက်နဲ့ချက်ချတယ်မဲ့ ညှက်သွားတာပေါ့နော်အဲ့တော့ပုံပုံကြောင်ကတော့ဘေကင်းနဲ့ဒီအောက်ကြောင်ကတော့တကာပေါ့နော်တကာတရားအသက်ဆုံးရှုံးသွားတာဒီအောက်အောက်ကြောင်ကအောက်ကြောင်နာမည်ကကျတော့ဘာလဲမသိဘူးနော်ဗျာအာဘော်ရီအောင်မြေဘော်ရီအောင်မြေကြောင်ပုံပုံရဲ့ကြောင်ကမင်းဝန်တေမင်းဝန်တေတိတမပါဗျာအဲ့ဆိုပုံပုံကြောင်ဒီကြောင်ဆောင်ဆောင်တာလေးပြီးအရင်လိုက်ကြည့်လိုက်မယ်လေးဗျာအပေါ်တက်အောင်ပါပေါ့နော်တမပါဗျာတမဟုတ်တမပါဗျာပုံပုံတို့ကဘယ်နှစ်ပါးရှိအောင်ဗျာဒီမှာ သုံးပါရှိရဓမ္မဖေတားကြည့်မလားအော်တဲတားကြည့်မလားဒီလိုထွက်လောင်းအောင်မရှိတော့ဓမ္မဖေဖမောကဒီအပေါ်မှာကျတော့ဒီကဘာတွေလည်းပြိုတယ်ဟိုဘက်လှေကားကလည်းပြက်စီးနေတော့ထွက်လန်းလည်းမရှိတော့သူဖမောကဒီအောက်မှာကျောင်းဆောင်တွေဆောက်ပြီးအောက်မှာတရင်သုံးပါဗောနော်ဗျာဓမ္မဗျာဓမ္မဗျာဟောဓမ္မဗျာဒီဒီဒီခုစောင့်နေတဲ့အဖွဲတွေကတော့ဟိုဒီဘက်ကျောင်းတကြောင်ဗောနော်ဒီဒီဒီဘက်ကကျောင်းဗောနော်ဥစဉ်ဟိုဘက်က ပုံထားတဲ့ဝါလေးတွေဝါလေးတွေကဥစဉ်ကျောင်းဆောက်ဖို့ဗောနော်အဲ့ဆို ပြောတော့တက်ကြရဒီဘက်ကအဲဆိုဥစဉ်အခုလိုအပ်တာအခင်းရယ်အကာရယ်အမိုးရယ်ဗောနော်ကိုကဝါးတိုင်းနဲ့မျောတိုင်းပဲရှိသေးရဗောနော်ဗျာဒီအောက်မှာစောက်မှာဗောနော်အခုဒီလေးလေးရည်ဗောနော်အဲတမဗျာတမဗျာတမဗျာဒါအပေါ်ကနေရိုက်ပြတာဖြစ်ပါတယ်ဗောနော်ចောင်းပေါ်ကနေရိုက်ပြနေရပါဒီအောက်ထဲမှာတမဗျာတမဗျာအဲဆိုတပြီးတော့ဘုံဘုံအမိုးအကာလေးကိုတပြီးတော့ တူပေးပါမယ်ဗျာမင်းဟွန်တီတီကြောင်းပေါ့နော်လော်လော်တော့တောင်ကုန်းပေါ်မှာဒီဖုန်းဖုန်းနေမနေရတာလည်းပါတယ်ဒါနေထိုင်ရင်တင့်တာမတင့်တာလည်းရှိတယ်ပေါ့နော်အဲ့တော့အောက်မှာကျောင်းဆောင်ဆောက်လုံးမာလေးကိုအမိုးအကာအခင်လိုအပ်နေတာလေးအတွက်ခုနကသာသမီလူချင်းတွေလှူဒန်းထားတဲ့အလှငွေလေးနဲ့ကျွန်တော်တို့ဒါကုန်ကြစိတ်လေးတွက်ပြီးတော့လှူဒန်းပေးသွားမှာဖြစ်ပါတယ်အောက်မှာလည်းကျောင်းတစ်ချောင်းရှိသေးတယ်ပေါ့နော်အောက်ကကျောင်းကိုလည်းကျွန်တော်တို့ဒါကျောင်းနိုင်ဖုန်းဖုန်းနဲ့တွေ့ပြီးတော့ဒါလှူဒန်းပေးသွားပါမယ်ဗျာနော်ဖုန်းဖုန်းဘယ်နှပေးဘယ်နှပေးလောက်ခံမှန်းထားလဲမသိဘူးဗျာ16ပေးပါမယ် ဆက်ချောက်ပြီပက်လေចောင်းဆောင်လေးပေါ့เนาะခုကဝါးတိုင်းနဲ့မျောတိုင်းနဲ့တော့ရပြီအမိုးရဲ့အကာရဲ့အခင်းရဲ့ပေါ့เนาะဗျာအမိုးကကျတော့ဖမုံထန့်လက်လေးပဲမိုးမှလာဘယ်လိုလဲမသိဘူးเนาะဗျာဖမုံဘယ်လိုစီစဉ်တာလဲဥစဉ်တမဗျာဝက်ကက်တို့ဘာလို့ပေါ့เนาะဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့တွတ်တော့ပူမယ်ထင်တယ်နော်ဗျာတွတ်တော့ပူမယ်ထင်တယ်ဗျာဝကန်းနဲ့တက်ကယ်နဲ့ထန့်လက်လေးပဲဒီကတော့ဟိုမိုးစေခြင်းနဲ့ဘာလို့ဆိုတော့ရာသီဥတုအပူချိန်နဲ့တွတ်ကလေအရန်ကတ်တော့ပြီးတော့ကွင်းပြင်ကြီးနဲ့ဖြစ်နေတော့ဗျာအဲဆိုရင်ထန့်လက်တော့မဟုတ်ဝကတ်ပေါ့နော်ဗျာအမိုးကတော့ပြီးတော့ အကာကတော့ထရံပဲပေါ့နော်အကာထရံရဲ့အခင်းကကြတော့ဟာပေါ့ဒီလိုဝလုံးစိတ်ဝလုံးစိတ်ခင်းမှာပေါ့နော်ဖြစ်မယ်ဒါမှမဟုတ်သုံးသက်တာဖြစ်တမပါဗျာအဲ့ဒါတပီတော်စီမှာအခုအောက်ကကားသမားစီမှာဗောနော်အဆက်ဆက်ဖုန်းနံပါတ်ပါတယ်အဒီ16ပေပက်လဲစောက်ဖို့အတွက်ဝက်ကတ်သို့မဟုတ်ထန်းလက်အမိုးဆိုရင်ဘယ်လောက်ကုန်ကြမလဲအဘေးပက်ပက်လဲကာဖို့အတွက်ထရင်ဘယ်လောက်ကုန်မလဲတပီတော်ကုန်ကြစိတ်လေးမေးပြီးတော့တပီတော်တို့ဝယ်ပြီးတော့အရောက်ဖို့ရရဆိုရင်လဲပို့ပေးလိုက်ရမလားဒါမှမဟုတ်ရင်နဝက်ကံမာလေးပဲလှူပေးရမလားဖုန်းဖုန်းဘယ်လိုလေးစီစဉ်ခြင်းလဲဗျာဖုန်းဖုန်းမှာလက်သမားဖွဲ့ပြီးရှိလို့ဖုန်းဖုန်း မှားလိုက်မယ်ဆိုရင်လည်းဒီလိုလိုဇင်းတုံးလေးပေါ့နော်အကြမ်းမြန်တွက်ချက်ပြီးတော့အပူဘက်ကနေလှူပေးခဲ့မှာပါဗျာဟိုလက်သမားကတွေဘာတွေတွက်ကောပေါ့နော်လက်သမားကြောင့်လေဒီအောက်ကဆရာတော်ရှင်မေကလက်သမားများလေသူကပျက်စီးတဲ့ကြောင်များတမားဗျာအဲကြောင့်သူတို့ဆရာတော်ရှင်မေပြီးသွားရင်ဦးစင်းကိုဒီလိုက်မြစ်တာနဲ့ကူမယ်လို့ပြောတယ်ဗျာဟုတ်တမားဗျာအဲ့ဒါဆိုရင်ဒီအောက်မှာရှိတဲ့လက်သမားအဖွဲ့နဲ့ပြီးတော့တွက်တွေးလိုက်မယ်တွေးပြီးတော့ဒီဥစဉ်ကြောင်းအတွက်16ပြပတ်လေအခင်းရဲ့အကာရဲ့အမိုးရဲ့ပေါ့နော်ခုနကပြောလို့ဝက်ကတ်သို့မဟုတ်ထက်လက်ဘေးကထင်ရန်ကအောက်ကဝါခင်းဖို့အတွက်ပေါ့နော် ဘလောက်စီဘလောက်စီဝယ်ရမလဲပေါ့နော်အဲ့ဒီအိတ်ကုန်ကြားစီလေးတိုင်းတပြီးတော့ဖုံဖုံကိုအဲ့လိုလေးထူတန်းပေးခဲ့လိုက်မယ်လေဖေဟုတ်ပြီတမဖေအဲ့လိုလေးလွတ်လိုက်ပါမယ်เนาะဖေအဲ့ဒါဆိုဟိုပျက်စီးဆုံးကြောင်းနဲ့ကြောင်းနေရတော့အများကြီးပေါ့ဖေတပြီးတော့လဲတာဟိုလက်လန်းမိတလောက်ပေါ့နော်ဒါနဲ့တလောက်လေးလိုက်ပြီးတော့ဟိုတကြောင်းပြီးတကြောင်းတနေရပြီးတနေရလေးပေါ့လိုက်ပြီးလှူပေးနေရပါဖေအခုလိုကိုယ်တိုင်ကွန်ဆင်းပြီးတော့ပြီးတော့တကယ်ပျက်စီးရဲ့ကြောင်းတွေရောက်တယ်ဗျာနော်တမဖေဒီကြောင်းတွေဆိုအပြင်ဟန်းစီရင်လုံးဝမသိတာဘူးလေမမြင်အောင်နော်တမဖေကိုဆင်းလို့ကြောင်းတွေဆိုလဲအတုံတုံဘူးမရောက်ကြဘူးလေနော်16ပေပတ်လေ ကျောင်းဆောင်လေးပေါ့နော်အဲ့ဒါလေးဆောက်လုပ်ဖို့အတွက်ဝါးတိုင်နဲ့ညိုတိုင်တော့ရှိပြီးသားဦးလေးအဲ့တော့မှအမိုးဝက်ကဖြစ်ဖြစ်ဟန်လက်ဖြစ်ဖြစ်မိုးမယ်အကာကိုထရန်ကာပြီးတော့အောက်ကျန်းကင်းကိုဝါပေါ့နော်အဲ့ဒါလေးလုပ်ဖို့အတွက်ဟိုဒီအမိုးရယ်အကာရယ်ကျန်းကင်းရယ်ကိုအဲကျွန်တော်တို့လှူပေးခြင်းလို့ပေါ့နော်ဒါကုနေသားသမီးအလှူငွေလေးနဲ့အဲ့ဒါလေးကိုအကျန်းမင်းလေးပေါ့နော်ဦးလေးတို့ကနားလေတဲ့သူဆိုတော့ဟိုကုန်ကြားစိတ်လေးတွက်ပေးပါအောင်အမိုးရယ်အကာရယ်တွက်တာက8သိန်းခွဲ7သိန်းခွဲညာလောက်ကြာမယ်ဒါက7သိန်းပေါ့နော်7သိန်းလောက်ကြာမယ်အခု ဟိုအောက်ကကျန်းကင်းကခုနဝါထွက်လိုက်တာတသိန်းကျော်ကျော်လောက်ကြမယ်ဆိုတော့၉သိန်းကျော်ကျော်လောက်ပေါ့နော်အဲ့ဒါဆိုလို့ရှင်လေဟိုကထက်လက်ကောပါသွားပြီလေပါသွားပြီလားပါသွားပြီပါသွားပြီဟုတ်အဲ့ဆိုဟောပါပေါ့အဲ့ဆို၁၀သိန်းလောက်ဆိုရင်လောက်မလားမသိဘူးဗျာ၁၀သိန်းလောက်ဆိုအခု၁၀သိန်းလောက်ဟုတ်ဆိုရင်တော့ဟိုတကားပေါက်တွေဘာတွေပါအောင်မှာဆိုရင်တော့မလောက်ဘူးဘုံဘုံစောင့်မဲ့ပုံစံလေးနဲ့ဘုံဘုံ အဲ့ဆိုရင်ဖေဖေမုံဒီဘောနော်လက်သမားကြီးဆောက်လုပ်တဲ့ချိန်မှာလဲဘောနော်လူအပ်တာလေးဒီစားရတာပဲဖြစ်ဖြစ်ဘောနော်လက်သမားကလေးပဲဖြစ်စီစဉ်ရမှာနေပါနဲ့ဆိုတော့တပည့်တော်အလုံး၁၂သိန်းလူခဲ့လူခဲ့ပေးလိုက်ပါရင်ဖေနော်ဖေ 12သိန်းဆိုရင်တော့လောက်ပါပြီနော်အဲ့ဒါဆင်ပြေသွားပြီနော်အဲ့ဒါ12သိန်းဒါဖုန်း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 တပည့်တော်ကအလူရှင်တွေကိုသားလာလူပေးတာပါဗျာခုနှစ်သားသမီးစုပေါင်းအလူလေးပါဗျာငလင်းဘေးတန်ကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့နေရာတွေလိုအပ်တဲ့နေရာတွေအများကြီးရှိနေပါတယ်လိုအပ်တဲ့နေရာတွေများစွာရှိတဲ့ထဲကကျွန်တော် လက်လန်းမိတယ်လို့သွားနေတဲ့တော်လေးကိုလိုက်လံရှာဖွေစုံစမ်းပြီးတော့ခုနှစ်သားသမီးအလူရှင်တွေရဲ့ကိုစားလှူဒန်းပေးတဲ့မှတ်တမ်းဗီဒီယိုလေးဖြစ်ပါတယ်ဒါမင်းဝန်တီတီအကြောင်းမှာကျောင်းဆောင်ဆောက်လုပ်ဖို့အတွက်အမိုးအကာအခင်းလိုအပ်နေတာလေးအတွက်အလူငွေ12သိန်းလှူဒန်းပေးတဲ့မှတ်တမ်းဗီဒီယိုလေးဖြစ်ပါတယ်ဗျာနော်အလူရှင်တွေအားလုံးလည်းဝမ်းသာပီတီဖြစ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာအခု ဗီဒီယိုမှာကျွန်တော်တို့လူတန်းပေးခဲ့တဲ့အကြောင်းကတော့မင်းဝန်တီတီချောင်းပါဘော်ဒီအောင်မြေချောင်းကကြတော့မင်းဝန်တီတီချောင်းတဲ့အချောင်းဆောင်တွေအဆောက်အဦတွေလည်းပုံများပြီးတော့ပျက်စီးဆုံးကျုံးမှုတွေလည်းပုံများတယ်လို့သိရှိရပါတယ်အဲ့တော့ဘော်ဒီအောင်မြေချောင်းကိုလည်းကျွန်တော်တို့လူတန်းခဲ့ပါတယ်လူတန်းနဲ့မှတ်တမ်းဗီဒီယိုလေးတော့နောက်ဗီဒီယိုလေးကျမှတင်ပေးပါမယ်ဗျာ